မင်္ဂလာပါရှင်ရှင်ကုံကနေတင်ဆက်ပေးမယ့်သတင်းကြောင်းအကတော့အခွန်နဲ့ပတ်သက်လို့မကြမီကာလအတွင်းရှော့ချဆောင်ရွက်သွားရန်အစီအစဉ်ရှိရလို့ယာယီသမရပြောကြားတဲ့သတင်းဖြစ်ပါတယ်အခွန်နဲ့ပတ်သက်လို့မကြမီကာလအတွင်းရှော့ချဆောင်ရွက်သွားရန်အစီအစဉ်ရှိရလို့ ရှားဤသမရနိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာရေးကော်မရှင်ဥက္ကဋ္ဌဘုံချုပ်မှုကြီးမင်းအောင်လိုင်ကရန်ကုန်မြို့ရှိမြို့သားကားဆက်ရုံတွင်နိုဝင်ဘာ30ရက်ကပြုလုပ်သောပြည်ထောင်စုသမရမြန်မာနိုင်ငံကုန်တိန်များနှင့်ဆက်မှုလက်မှုလုပ်ငန်းရှင်များအတင်းကျုံ UMFCCI ၏34ကြိမ်မြောက်နှစ်ပတ်လည်အတင်းသားဆောင်ကြီးအစည်းအဝေးတွင်ပြောကြားခဲ့တဲ့မိဂုံးမှာထည့်သွင်းပြောကြားကြောင်းသိရပါသည်။မိမိတို့နိုင်ငံတွင်လျှာစိုက်ပျိုးရေးကုန်ထုတ်လုပ်မှုနှင့်ပတ်သက်လို့အားနည်းနေသည့်ကပန်းနိုင်ရည်မှန်းချက်များပြည့်မီအောင်စိုက်ပျိုးနိုင်မည်ဆိုပါကတနည်းလျှင်အမေရိကန်ဒေါ်လာ10ဘီလီယံပုံမှန်ရရှိနိုင်မှာ ဖြစ်ပြီးတိထက်များပါစိုက်ပျိုးနိုင်မည်ဆိုပါကအမေရိကန်ဒေါ်လာ7ဘီလီယံခန့်ပိုမိုရရှိမှာဖြစ်ကြောင်းဗိုလ်ချုပ်မှုကြီးကဆိုပါတယ်။ဒါကြောင့်မိမိတို့အနေဖြင့်ကုန်ထုတ်လုပ်မှုများတိုးမြင့်ဆောင်ရွက်ပြီးပြည်ပသို့တင်ပို့နိုင်မည်ဆိုပါကနိုင်ငံအတွက်နိုင်ငံခြားငွေများလုံလောက်စွာရရှိမှာဖြစ်တာကြောင့်ကုန်ထုတ်လုပ်မှုများတိုးတက်လာစေရေးဝါဝင်ကြိုးပမ်းဆောင်ရွက်သွားကြစေလိုကြောင်းထပ်မံပြောကြားပါရယ်။ကုန်သွယ်မှုခုနဲ့ပတ်သက်လို့အချို့နေရာများတွင်အားနည်းချက်များရှိနေသည်ကိုတွေ့ရှိရကြောင်းမိမိတို့အနေဖြင့်ကုန်သွယ်ကုန်နဲ့ပတ်သက်လို့အကောင်းဆုံးဖြစ်အောင်ဆောင်ရွက်ပေးလျက်ရှိပြီးနိုင်ငံခြားငွေနဲ့ပတ်သက်လို့မိမိတို့စ ာတင်တာဝန်ယူချိန်မှစတင်ကစနစ်တကျဆောင်ရွက်ခဲ့ကြောင်းလည်းပြောကြားခဲ့ပါတယ်။ဒါအပြင်အခွန်ငွေနဲ့ပတ်သက်၍မကြမီကာလအတွင်းရှော့ချဆောင်ရွက်သွားရန်ရှိကြောင်းနိုင်ငံစီပွားရေးနဲ့ပတ်သက်လို့အကောင်းဆုံးဖြစ်အောင်မိမိတို့အနေဖြင့်ဆောင်ရွက်လျက်ရှိပြီးတစ်ဖက်တွင်လည်းကုန်သည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသေးအနေဖြင့်လည်းမှတ်မှန်ကန်ကန်လုပ်ငန်းများဆောင်ရွက်ကြစေလိုကြောင်းဖြင့်ထည့်သွင်းပြောကြားခဲ့တယ်လို့သိရပါတယ်ရှင်။